တို့ညာကိုအစဉ်တစိုင်းအားပေးနေကြတဲ့ကလကများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ကဆရာကြီးနေဝင်မြင့်ရဲ့ဘူးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်အညာဒေတာဖွဲ့ဝတ္ထုတို့လေးဖြစ်တာကြောင့်အခုပဲနှာစင်ကြည့်အောင်ခင်ဗျာဝတ္ထုလေးရဲ့အမည်ကဘူးတဲ့ နေလေနေခင်ဟာရီကမုံလဲစားဆိုတဲ့အတန်ဆူးဆူးအနောက်ပိုင်းကအော်တန်ကြတာနဲ့အကြီးမမဲကျုံတလုံလုံနဲ့ရောက်လာပြီးခုံတန်းရှိပေါ်ထိုင်မိတာနဲ့ခေါင်းကတပည့်ဆွဲချပြီးဟော်ဟဲလိုက်နေလိုက်တာအကြကြီးသူရောက်တာနဲ့မုံလဲဆောင်တဲ့မမများစိန်အိမ်ဝိုင်းရှိရောက်လာတာနဲ့အနီတော်ဖြစ်နေတတ်တယ် များသောအားဖြင့်နေကင်းကြီးနှစ်ချက်ထိုးလောက်ဆိုရင် မုံးလက်ဆောင်တွေရောက်လာတတ်တယ်။အိမ်ရှိတာလန်းဘောကတော့ကြောက်မလားမလာခင်တို့မမြတင်တို့လို့မုံးလက်ဆောင်တွေကအတန်းရှိကြီးနဲ့လာမေးလျင်ပဲအမေကလာအောင်ဟေးလာအောင်လာအောင်လို့ခေါ်ရရောတကယ်တော့အမေကသူတောက်ချင်လို့မဟုတ်ဘူးသူဟာသူ ဘယ်တော့မှခေါ်ဘူးတာမဟုတ်ဘူးကျွန်တော်တို့ကလေးတွေကိုတိုက်ချင်လှလို့လည်းမဟုတ်ဘူးအကြီးမှမဲကြုတ်ကြီးကိုတိုက်ချင်လို့ကျွန်တော်တို့ကတော့ဘသူတိုက်ချင်တာပဲဖြစ်ဖြစ်လေတောက်ရတော့မှတေချာနေတာကိုအကြီးမှမဲကြုတ်ကိုပဲမျောတယ်တခါတလေနေခင်အိပ်ပျော်သွားလို့ဖြစ်စီနေမကောင်းလို့ဖြစ်စီအကြီးမှမဲကြုတ်ကြီးမလာရင်ဖြစ်စီမုံလစ်ဆောင်တွေက ဘလောက်អော်နေနေខោနေနေအမေကအေးတောင်မလုပ်ဘူးဒီတော့ကျွန်တော်တို့ကလည်းဒီအဘွားကြီးလာပါစေလို့မုံလက်ဆောင်တဲ့အတန်ကြားတာနဲ့မျော်လဲမျော်စုလဲတောင်းပေါ်ပထမတော့မုံလက်ဆောင်တဲ့လာတိုင်းအကြီးမမေးကျုပ်ကြီးကိုခေါ်ခေါ်တိုက်နေတာခင်လို့မင်လို့အောင်မိတာတဲ့ကြီးဝါကြီးမှုထင်တာနောက်တော့ဘယ်ကဟုတ်ကမှလဲ အကြီးမမဲကျုပ်ကိုကြောက်လို့တဲ့ဘူးသွန်းမှဆူးလို့တဲ့မြူသားလိုက်မှဆူးလို့တဲ့အကြီးမမဲကျုပ်ကြီးကစုံမကြီးတဲ့ဒါတောင်ဒီစကားကိုအမေကပြောရတာမဟုတ်ဘူးဒေါ်လေးယောက်ကြားဦးလေးခင်ကအရက်ကလေးတထွေထွေနဲ့ပြောလို့သိရတာမင်းအမေနဲ့မင်းတော်လေးက ဒီဆုံးမကြီးကိုကြောက်နေရတာကွာနေလိုက်မုံးလက်ဆောင်ခေါ်တိုက်တာနဲ့ဓမင်းပေးရတာနဲ့လက်ဖဲဝဲပေးရတာနဲ့ပဲလီနာလီပေးရတာနဲ့ကျွန်တော်ကမြားဖဲအမေကိုကြီးမေးတော့အမေကအမေတောင်မခံဘူးမျက်လုံးမျက်စံပြူးလို့မျက်စိမျက်နာတွေပြစ်လို့ ဟဲ့ရွှေစကားရွှေနားနဲ့ကြားပါစေငွေစကားငွေနားနဲ့ကြားပါစေဖွားဟဲ့ဖွားဟဲ့တော်စကားတော်ပြောင်းအဲ့ဒါကဘာပြောမှန်းလဲမသိဘူးဝန်ခံတာလည်းမဟုတ်ဘူးညင်းတာလည်းမဟုတ်ဘူးဟုတ်တယ်လို့လို့မဟုတ်တယ်လို့လို့ ਨੇ မုံလက်ဆောင်ဝယ်ထားရတယ်ဆိုတာကလည်းတကယ်တော့ဘာမှကုံလှတာတော့မဟုတ်ပါဘူးအဲ့ဒီခက်ကထညစ်ဖြော်ကြီး ုံဒီချနိုင်ချင်းနဲ့မှတခော့ပြားနဲ့စေရဲ့တောက်ပါလေမုံလဆောင်တွေကလည်းဒီမိမကြီးကိုကြောက်တယ်နဲ့တူပါရဲ့ဒီဝိုင်းထဲဝင်လာတာနဲ့ဟာအမေမဲကျုံနဲ့တော့စုံမတော့ဟန်ကြလိုက်တာအမေတောက်အောင်တော့ဆိုတာထနေတာပဲမျက်နာကလည်းချိုထားလိုက်တာသူ့ကိုယ်တွေကထင်းကြီးကတောင်မေတ္တာပို့ရတဲ့အထီးဒါပေမဲ့ သူ့အိုးတွေကိုတော့အထိမခံဘူးခဝဲဝဲမှထားတယ်ထဲ့တယ်ပြင်းပြီးသားခွက်ထဲဇွန်းစိမ့်လေးတက်ပြီးတယူတတိလာပေးတယ်အာလုံးတောက်ပြီးချလို့အမေကပိုက်ဆံထုတ်ပြီးအမေမမဲကျုပ်အတွက်ထဲ့မပြီးနဲ့ဒါကဒါနလုပ်တာလူအမေပြောတတ်တယ်အမေကလည်းအလျှော့မပေးဘူးကျုပ်ကလည်းဒါနပါ၏တဲ့ ပြား20တန်မုံလဲဆောင်ကိုဒါနာချင်းပြိုင်နေကြသေးတာအမေကတော့အတင်းပေးတာပါပဲအကြီးမမဲကျုပ်ကသူလာရင်လက်ဖက်အဲ့တလုံးအမြဲပါလာတတ်တယ်တခါတလေလက်ဖက်ပါတယ်တခါတလေမပါဘူးအမြဲပါလာတာကလက်ဖက်အပဲအမြဲမပါတာကစီပဲစကားလေးတော်တော်ပြောပြီးမှ လာခဲ့ စီလေးစားပေးသားအေးညီမဲစီကမွေးလိုက်တာကိုတင်းဆောင်ကမဟုတ်လားစူပီလက်ဖက်အထူးပြီးရောအမေကအိမ်ကဟင်းတာစီမပါရင်နေမယ်လက်ဖက်အထဲတော့စီတွေဆိုတာဝါဆိုဝါကောင်းပဲအဲ့ဒီနောက်တော့လက်ဖက်လေးစားလိုက်စကားတွေဖောင်းလိုက်နဲ့လေလုံးရိုက်တော့တာ အမိနဲ့တော်လေးကငုတ်တော့ထမင်းဦးကတော့မနစ်ကလေးကညံ့နေသားရောပါရောချစ်ထားလို့ထားပါတော့စိုက်ထားတဲ့သပယ်ပင်တွေလည်းရေမလောင်ဖြစ်ဘူးခရမ်းပင်တွေလည်းရေမတောက်ရဘူးညာသိရီလေးထဲ့ထားခြင်းလို့ရေကြုံတွန်းလည်းမသွားဖြစ်ဘူးညံ့နေမိုးချုပ်လို့အကြီးမမဲကျုပ်ပြန်သွားတော့မှလွတ်လိုက်ရရတော့တယ်အကြီးမမဲကျုပ်ကြီးကတော်တော်လေးလှမ်းနေတယ် လက်ပံပင်ကြောင်လို့ခေါ်တဲ့တဲစုတွေမှာနေပါတယ်လက်ပံပင်အူကြီးတပင်ကလည်းရှိနေတော့ဒီနာမည်ပဲတွန်းနေတော့တယ်ရွာကတော့သူ့ကိုမျိုးမျိုးခေါ်ကြတာပါပဲအကြီးကျော်တဲ့အမေကျော်တဲ့အမေကမမဲကျော်တဲ့ဘွားကျော်တဲ့ဘွားမဲကျော်တဲ့ကျွန်တော်တို့ကတော့အမေတို့ခေါ်သလိုပဲ အကြီးမမဲကျုပ်ပဲခေါ်တယ်။တဲစုကလေးတွေထဲမှာသူ့တဲကအဆုဆုံးတကယ်တွေကလည်းကြယ်မြင်လာမြည်ထရန်တွေကဒုတ်ထူအိုပါဒီကြားတွေကလဲလူလဲကင်ကလေးကပင်ကလေးထုတ်ထားတဲ့အိမ်ရှိဝါချမ်းပြင်ပေါ်မှာရေအိုးနှလုံးရှိတယ်ဒါပဲလမ်းမြင်ရတာဒီအိုးနှလုံးပဲလာတာတဲ့ညတွေမှာတော့ စေးလေးတပွားပွားထိုင်တောင်းနေတတ်တဲ့နေရာကလေးပေါ့မနေ့ဆိုရင်တော့ရွာစဉ်ကိုးပေါက်ထွက်တော့တာပဲကိုရင်အိမ်ပြန်ခြင်းလောက်ဆိုရင်တောင်းရန်ရလာတဲ့ဟင်းတစ်ခွတ်နှစ်ခွတ်နဲ့တဲကိုပြန်ကြောအကြီးမမဲကျုပ်အိမ်ကမိခိုးထွက်เสียမလို့ဘူးလေအဝတ်စားကလည်းလဲเสียပယ်เสียမရှိဘူးတာပလာကိုလို့ခေါ်တဲ့ထမင်းအနေပွင့်ကလေးနဲ့ အညာကျဲသီးတဲ့အင်းကြီးရှိကို မချွတ်တန်းဝတ်တယ်။ရေချိုးတယ်လို့လည်းမရှိဘူး။ချိုးတာလည်းမတွေ့ဘူး။အရဆူတာလည်းမိုးထူ။ပိန်လိုက်တာကလည်းအယိုးမှအသားပါတဲ့ဇူယုံကလေးရဲ့။မျက်နှာကအကြီးအကျောင်းအတွန့်တီးဆူတာကလည်းကြောက်ပေါက်မာတွေနဲ့အပြိုင်ပဲ။မျက်နှာတစ်ပြင်လုံးကြီးချီရာတွေထနေတဲ့ပုံမျိုး။ မြေပောက်ချင်းချင်းနဲ့မဟာနဖူးကြီးကလည်းဘလူးမကိုမလိုက်တာမဟာနဖူးကလည်းကျဲလိုက်တာများနဖူးပေါ်တည်င်းစာကန့်လန့်တင်ထားသလားမှတ်ရတယ်ပြော့တွဲနေတဲ့နားနှစ်ဖက်မှာတော့ပြောင်မှုဘက်ကလေးကြက်ကြက်လေးပြီးထိုးထားတယ်ဖြူချောက်ချောက်သပင်းကိုကွန်းဒီလုံးလောက်စတုံးကလေးထုံးပြီးခေါင်းထိပ်မှတင်ထားတယ်ရွာကလူတွေက မနစ်စောစောသူရောက်လာမှစိုးတယ်။ဈေးတွေကဈေးသွယ်တွေကလည်းလက်ဦးလက်ပြားဒီမိမကြီးရောက်လာမှပဲကြောက်တယ်။လက်ဖက်ရည်တိုင်းမုံပြီးတယ်ဆိုင်အကျော်ဆိုင်လေးတွေကလည်းသူတို့ဆိုင်ကိုကြော်သွားမှပဲဟင်ချနိုင်နေ။သူကတော့ဒါတွေမသိဘူး။ရွာကသူ့ကိုချစ်တယ်ပဲထင်နေတာ။သူ့အဖို့ဟင်ချစ်ဖို့မလိုဘူး။ ။တမင်းလဲချက်ဖို့မလိုဘူး။အကြော်ရဲလို့လက်ဖက်ရည်ကလေးတစ်ခွက်ရဲလို့ဝယ်တောက်စရာလည်းမလိုဘူး။ဝင်းတာသွားပဇာကတာတောင်းရာဘူးကတေချာနေတော့သူကတော့တင်းတင်းပဲ။အကြီးမမဲကျိုးဆုံးဟုတ်တာမဟုတ်တာဘေးဖယ်ထားအောင်သူစိတ်အညူအညင်ဘသူကားမှမခံဝမ်းဘူးသူလည်းနဲ့မုံဘဲတည်သာတောင် အကင်မခံဝင်ဘူးကိုဝင်ဆောင်ွေဆိုတာကတော့လမ်းတွေ့တာနဲ့ရှောင်းနေဘိုက်ကိုကင်လိုက်မှဆိုးလို့ဖြစ်ပြီးပြီတခါတော့ငါတာလမ်းပေါ်မှာအကြီးမမေးကြုံနဲ့မိဘုံမြန်ကြီးလွယ်ထားတဲ့မကြီးနဲ့တွေ့ကြတဲ့မကြီးကလည်းထုံးစံအတိုင်းနှုတ်ဆက်တယ်အကြီးမမေးကြုံကလည်းနှုတ်ဆက်တယ်ဒါပေမဲ့အကြီးမမေးကြုံက မကြည်ပိုက်ကိုကန်ကြည့်ပြီးညီဟာအမွာဘူးလေးနဲ့တူတယ်အေးဘိုက်ကလွန့်နေလိုက်တာပြန်လို့လူလည်းပြောတဲ့မကြည်ကသူ့ဘိုက်ကိုအရေးမှမဲချိုးကန်လိုက်ကလေးကမူချိုးပြစ်တယ်လို့အောင်းမိသွားတဲ့နဲ့တူပါရဲ့အိမ်ပြန်ရောက်ကလေးကအောင်းလိုက်တာလူလိမ့်နေတာပဲတဲ့ချွေးတီချွေးပောက်တွေဆိုတာစည်းပြူတီလုံလောက်တောင်ရှိတဲ့ အင်္ဂလိပ်စရာဗမာစရာတော်တော်ဆုံးမှပြောက်တယ်။နောက်ပိုင်းတည်နေထွက်လာတော့ဈေးထဲမှာအကြီးမားမဲကျုပ်ကပိုက်ဆံချေးတာမကြီးကမရှိပါဘူးအကြီးရဲ့လို့ပြောဘူးတည်းလုတ်တုံးကအတိလုတ်တာတဲ့ကံတော်တော်ကြီးလို့တဲ့အဲ့ဒီညံ့နေပဲပိုက်ဆံသွားပြလိုက်တော့မှတက်တာသွားတယ်ပြောတယ်တခါလဲ မာစောလာခံရတာတဲ့မာစောလာကဈေးထဲမှာကုံချောက်ရောင်နေအကြီးမမဲကျုံနေလေဆွေရိပ်မျိုးရိပ်မกินဘူးတနေ့တော့အင်းချင်းလဲစားကြတဲ့မာစောလာဘဲဦးချင်းဟင်းလေးပြီးတော့အကြီးမမဲကျုံကလည်းသူရလာတဲ့ဟင်းတွေတဲကဟင်းတစ်ခွက်လာပိုးရောဆွေမျိုးဟင်းလို့အများမှာခေါ်ကြတဲ့ဟင်းလေးจิตတပကံပါ အင်းလေးချစ်စားပြီးတဲ့ညပဲမဆောလာအထက်လန်အောင်လျှော်ဖြစ်လိုက်တာမနဲ့လင်းတော့ရဲရဲပဲကြံ့နေနီနီနာနာစေးယုံကလည်းမရှိတော့ဗမာနီးပေါ်ဝမ်းသွားလိုက်အန်ချောလိုက်ပြစ်လိုက်ရပြီလို့တွေ့ကြတယ်ဒါနဲ့ကုကုချင်းကဆရာသွားပြီနော်ဆရာကတစမိန်နင်းနာနဲ့လူနာသိက္ကံကောင်းနေကျုပ်ရောက်လာလို့ပဲ အသေးလောက်ထားတာဘူးဘူးမှတပင်ဘူးလောက်တာက ခမားတို့ဆွေမျိုးတဲကပဲအိမ်ပေါ်တက်လာတဲ့မိန်းမကလောက်တာနာမည်တော့မပြောတော့ဘူးဆိုတော့လူတွေကတယောက်မျက်နှာတယောက်ကြည့်တယ်သိကြပြီပေါ့အကြီးမှမဲကျုပ်ပေါ့ဆရာကလည်းဒီမှာမဆောလာအန်တော့ကထွက်လာတဲ့သဘင်တွေဆိုတာ နဲတာမဟုတ်ဘူးဒီမှာကြည့်ဒီမှာကြည့်ဆိုပြီးလာတဲ့လူကိုပြတော့တာအဲ့ဒီကိုကိုချင်းကဆရာကလည်းနာမည်ကြီးတော်လိုက်တာထက်ကနေဆိုကိုကိုချင်းကိုလဲတက်ပြီးပြေးကြရောဟုတ်တလားမဟုတ်တလားတော့မသိဘူးလေအရေးမှမဲကျုပ်ကဆုံးတောင်မဟုတ်ပြန်ဘူးတဲ့ကဝေဖြစ်သွားပြန်ပြီတဲ့ပထမဆုံးမိုးရွာတဲ့မိုးကြီးကို အင်းဒုံလေးနဲ့ရေခမ်းပြီးတက်ခဲကြောက်ကလေးငါးချောင်းချိုးထည့်ပြီးပြစ်ထည့်လိုက်ရင်ပဇွန်စိတ်တီဆိုလာတန်လန်တန်လန်နဲ့ကူးနေလိုက်တာများမြင်တဲ့လူကမြင်တဲ့ပြီးတော့အကြီးမမဲကျုပ်တို့အိမ်နာကလပန်ပင်ဦးကြီးကလည်းရှားသဝင်နေအဲ့ဒီအပင်ပေါ်မှာငှက်တွေဆိုတာမပြဘူးငှက်မျိုးစုံမယ်များပဲဆိုရင် တကီးကတကဲကဲအော်ကြတာစူးညမ်းနေတတ်တယ်တချို့ကလည်းလင်ကောင်ပိုးတွေတဲ့တချို့ကတော့ဒီတုတ်တွေတဲ့တချို့ကလည်းလင်းဓာတွေတဲ့တချို့ကလည်းပြောတာပဲအရင်မှမဲကျုပ်ကြီးကိုတိုင်းတောင်းတခါတခါလင်းဓာတကောင်လို့ဘဝပြောင်းပြီးလက်ပံခိုင်းပေါ်မှာတိုင်းနေတတ်တယ်တဲ့ဒါကြောင့် များပဲဘယ်တော့မှမီးမထွန်းတဲ့အရေးမှမဲကျုပ်တို့တဲတွေနာဘသူမှမသွားရဲဘူးအရှိမမဲကျုပ်ကြီးကလည်းလူကြီးသူမတွေရဲလို့ဘယ်တော့မှအမျှလေးဝေးလို့မေတ္တာလေးပို့လို့ကြီးစီလေးရိုင်းလို့မရှိဘူးမဟုတ်လား တညတော့ဒေါ်လေးကအမေကိုတူတူလီပြောနေတာကျွန်တော်တို့ကလေးတွေအိပ်ပြီးထင်ပြီးပြောနေတာပါဒါပေမဲ့ကျွန်တော်တို့ကကြားနေရတယ်ဟဲ့ဒီမနေ့သေးတယ်မှာဖြစ်သွားတာဒေါ်လေးကခါတိုင်းလိုပဲဈေးပန်းကလေးခင်းပြီးဈေးရောက်နေတော့စလီဘက်ကမြက်လဲဝိုင်းတဝိုင်းမြက်လဲလာပြတယ်တဲ့ဈေးထိပ်မှာပြနေတာဆိုတော့ လူတွေဆိုတာမနေဘူးတဲ့မြေလေကပြတာပြတာဇေယျလုတ်တဲ့သူကပါမလာသေးဘူးတဲ့တပည့်တွေကစီဝိုင်းလေးဝိုင်းပြီးတုံချမ်းတုံချမ်းနဲ့ပြနှင့်တာဆိုတော့ရှမ်းဝက်စုံတွေဝက်လို့ရှမ်းစကားဝဲဝဲနဲ့လေပြောကြတဲ့မချုပ်သေးကမွေတွေထုတ်တော့မပွေတဲ့လေးကောင်တောင်မားတဲ့တကောင်းတကောင်း အဝတ်ဖွဲ့တဲ့ဒုတ်တွေလောက်ရှိတဲ့။မွေစေးရောင်းဖို့မွေကြိုက်ခံရတဲ့ပြားခွက်လည်းရောက်ရော။တာကရာကကိုလာမောင်ကိုဝိုင်းနေသွင်းပြီးစမ်းကြရောတဲ့။ကိုလာမောင်ကလည်းမကြောက်မရွံ့ဝင်သွားလို့မကြပါဘူး။မွေဝေးကြိုက်လိုက်တာတန်းလန်းကြီး။သွေးတွေမှမြည်မကောင်းဘူးတဲ့။ခဏနေတော့မူးတယ်မူးတယ်နဲ့မကွေးစေးရုံပူမယ်လို့ မြင်းလဲစီစဉ်နေတော့ဒေတာပဲတဲ့အဲ့ဒီတော့ကအကြီးမှမဲကျုပ်ကဈေးတောင်ကတမာပင်ရိတ်မှမောလူဆိုလာတိုင်းနေတော့နဲ့ခဏနေတော့သူစည်းလာတဲ့ခုံဖနံမီးတို့ကိုချွတ်ပြီးဖင်းတစ်ပြန်ခေါင်းတစ်ပြန်စွန့်နေတာတွေ့တဲ့လူကတွေ့တဲ့ပဇာကလည်း လာစမ်းလို့ຢာယူလာလူပြောတာကိုကြားတဲ့လူကကြားတဲ့ဒေါ်လီကပြောတာပြောနေတာအတန်ွေတုံလို့အမငါပြောတာအကြီးမမဲတူကြီးသိနေမလားမသိဘူးနော်ဘွားဟဲ့ဘွားဘွားဆိုတော့အမေကထုံးစံအတိုင်းပစာကလေးတလှုပ်လှုပ်နေခဏနေတော့အမေကလည်းပြောတယ် ညီဝမ်းနေကပဲဒါပါ诶ကြောက်စရာကြီးပါစူပြီးတူတူလီပြောကြပြန်ရောကြားရသလောက်ကတညတရားဝဲကညင်းနှင်းမှပြန်လာတော့အကြီးမှမဲကျုပ်တို့အိမ်ရှိမှကပြင်းကိုလှမ်းကြည့်တော့လာရောက်တယ်မှာအကြီးမှမဲကျုပ်ကအင်းကြီးချွတ်ကြီးနဲ့ရင်ရှားကြီးနဲ့တဲ့ တတောင်စင်းနှစ်ဖက်ကိုလင်းသားများအတောင်ခတ်တယ်လို့ခတ်နေတာတဲ့လမ်းပေါ်မှာ အမေကိုတောင်မညင်ဘူးတဲ့လေဒေါ်လေးကတော့တော်ပါတော့အမရဲ့ငါဖះရှိခိုးကြုံမယ်စူပြီးထသွားရော အမေကလည်းတိုင်ငါပတိလမ်းဖြုတ်တယ်အဲ့ဒီနေ့ရဲ့နောက်တနေ့မုံလေးဆောင်ကြီးအကြီးမမဲကျုပ်ကြီးအိမ်လာတော့အမေကညာက ကျမတို့တရားပွဲကပြန်လာတော့အကြီးအိမ်နာကဖြတ်လာသေးတယ်။ဆိုတော့အကြီးမမဲကျုပ်ကညာကငါမရှိဘူးအေး။ညာကလာပြီနေမဟုတ်လား။ဒဲအဲ့ဒီတုန်းကအမိနဲ့တော်လေးဆိုတာမျက်နှာမှာသွေးမရှိသလိုပဲ။မျက်နှာကြီးကိုတနခါးတွေပုတ်ပြီးကွန်းဒီစတုံးကလေးနဲ့ ကိုချင်းကိုချောင်းသွားနေတဲ့အကြီးမမဲကျုပ်ကြီးကို တရွာလုံးကကြောက်နေရတာကတော့ဒါပါတော့အမေနဲ့တော်လေးများကသူများတက်ပို့တယ်ပို့တာလည်းမပြောနဲ့လေဒီမိမကြီးကနေတဲ့ဝဲလောက်ကအိမ်မလူလူကြီးထိုင်းနေတတ်တာကိုမစောလာကိုကုပြီးတဲ့နောက်ရွာမှာကုကုချင်းကဆရာဆိုတဲ့လူအဝံအထွက်များလာတယ် တချို့ကလည်းစပိန်ကလေးစီးပြီးသုံးလေးရက်တခါလောက်လာတတ်တဲ့ဆရာလေးရှိနေလို့တော်သေးတယ်လို့အောင်းမိကြတယ်။တော်ယုံတန်ယုံပယောကလို့ထင်ရင်ကိုကိုချင်းကဆရာပဲ။အဲ့ဒီဆရာကလည်းအဆင်မသေးဘူးတဲ့ပြောကြတယ်။ဘိန်တော်ရောပယောကပါတွဲကင်တဲ့။တချို့ကလည်းလက်ဖွဲ့ချုပ်ကလေးလောက်နေတဲ့။တချို့ကတော့လည်း ခြေစုံနဲ့၄၅ချက်ပောက်ယူနေတဲ့တချို့တော့လဲဆိုင်ရာဆိုင်ရာတွေအလိုတဲ့ကုတယ်လို့ပြောတာပဲနေဝင်မှုချုပ်ရွာအပြင်မြင်းလဲထွင်ရင်ကိုကိုချင်းဆရာသွားပင့်နေဆိုတာသိကြတယ်ဆရာကလည်းမကြမကြစပိန်လေးနဲ့ပောက်ပောက်လာတတ်တယ်ကြွားကလည်းခင်းနေပြီလေ လူတိုင်းကလမ်းတွေ့ရင်ဆရာလေးတဲ့ဆရာကလည်း ်ပြုံပြုံမှာပဲဒီလိုနဲ့တဆင့်တဆင့်အမေတို့နဲ့ပါခင်းလာတော့ကြွားကိုလာတိုင်းစပိန်ကလေးကိုအိမ်ရှိမကြည့်ပင်အောင်မိထားခဲ့ပြီးရွေနွေးဝင်တော့တတ်တယ်ပြောလိုက်တာလဲစုံနေတာပါပဲသူစေးကူတဲ့အတွေ့အကြုံတွေကုပုံကူနီးတွေပြင်းများချင်းပြိုင်ခဲ့ရတာတွေကြီးပဲပြောလိုက်ရင်လဲသူနိုင်တာကြီးပဲသူရှုံးတယ်လို့ တကားမှမပြောဘူးစုံတော်တော်များများလဲသူရှိမှပြင်းများတွေအန်ထုတ်ပြီးလှူကြတာမနေတော့ဘူးတဲ့ရိုးရာကင်တာတို့တိုက်ဆက်ဖြတ်တာတို့စုံတိုက်နားတိုက်တရေတိုက်အင်းတိုက်မော်တိုက်ခုနှစ်စင်တိုက်တာကအစဖုတ်ထုတ်တဲ့အထိသူကုနိုင်တာလဲပါရဲ့အဲ့ဒီနေ့ကစကားရီပြော ရှင်လေးကြားလေးငါးခွက်တောက်ပြီးဈေးပဲစပိန်နှင်းသွားရောညနေပဲအကြီးမမဲကျုပ်ကြီးလာတော့မျက်နာမကောင်းဘူးအကြီးမမဲကျုပ်မျက်နာအိုတော့အမေတို့ကလည်းမျက်နာတွေညှို့ရတော့တာပေါ့မနေ့ကကိုကိုချင်းကဆရာဆိုတဲ့ကောင်လာလေဆိုဟုတ်ကဲ့အကြီးဒီကောင်ကဘာလာလို့တာတော့ဒီလိုပဲလာတာပါပဲ ဘာရေမဟုတ်ပါဘူးအကြီးရဲ့ဆရာလေးအေးချက်တီချက်တရားကိုမရှိတာဘာလဲညီတို့ကကိုကိုွယ်နေကြလို့လားကိုကိုွယ်နေမဟုတ်ပါဘူးအကြီးရဲ့ဘာပြုလို့တော့အကြီးဟာဒီကံကိုကြည့်မရလို့ဤကြည့်မရလို့ဘောဟဲ့ ပြင်းများလေးမတောက်တခေါက်နဲ့မန်းဆွေလေးတကြွကြွပေါ်အကြီးမမေကျုပ်ကထုံးစံအတိုင်းလက်ဖက်ကလေးဝါရင်ကပြောနေတာကြောက်ပေါက်မှာမျက်နာမေမေဘောကတနခါရီဆိုတာချွေးစည်းချောင်းတွေနဲ့ကွက်ကြားရိုက်နေလိုက်တာထမင်းအိုးပင်ထုံဖြူထားသလိုဖြစ်နေတယ်အမီနဲ့ဒေါ်လီကတော့ထုံးစံအတိုင်းပဲငုတ်တော့ ဟဲ့လာခင်တမ်းရတာအားတော့နာတယ်ညပ်ကြပို့လိုက်တဲ့အုံးစီတော်တော်ကောင်းဆိုဖို့မလဲလေးနဲ့ထိုက်ပေးသားလိန်ချင်လို့အမေကခဏတောင်မဆိုင်ဘူးအမေမမဟုတ်ပါဘူးလေတရွာလုံးဘသူမဆိုအရှိမမဲကျုပ်ကများဒီလိုတောင်းလိုက်ရင်ချက်ချင်းထပေးရတာပြာလို့ရပါတယ်အကြီးရဲ့ အုံးစီကမှွေးလိုက်တာမပြောပါနဲ့တော့အမေကပလင်းလွတ်တလုံးနဲ့အုံးစီထဲနေတော့ဒေါ်လေးကဟင်းတစ်ခွက်ခတ်တယ်အကြီးဟင်းလေးယူသွားအောင်အကြီးစားသိစင်လို့ဒီမှာတီတော့မှအကြီးမမေးကြုတ်ကြည်ကြည်သာသွားတော့တယ်ခဏနေတော့ပြန်ရောတိတ်မကြဘူးဒေါ်လေးယောက်ျားဦးလေးခင်လဲ ကလဘဲပင်တွင်နှုတ်ပြီးတိုက်လာတဲ့လဲကိုမောင်းရင်အရင်နှံ့လေးနဲ့ပြန်လာတယ်။ဒေါသတွေလည်းဖြစ်လို့လဲဘော်ကစင်ပြီးလဲတောင်ချက်ချင်းမဖြုတ်နိုင်ဘူး။ညာကင်လာဇမ်ဘောင်လာဇမ်ဘောင်မမဲကြုံကြည်ယူသွားတာဘာတွေတော့ဆိုတော့ဒေါ်လီကဟင်းပါပလင်းကအမပေးလိုက်တာအုံးစီတဲ့။ နင်တို့နဲ့ခင်နေပြီခင်နေပြီဒီဆုံးမဒီကိုဘာပေးသရမလို့ဒီတော့မှအမေကမျက်စိမျက်နှာပြည့်ပြည့်နဲ့ဟဲ့မောင်ခင်မင်းဘလို့ပြောလိုက်တာလဲမင်းကွယ်ဘွားဟဲ့ဘွားဟဲ့တော်စံပါမယာအမားတို့ကြောင့်ပဲခက်တာပဲခမရတို့အဲ့ဒါလို့လုံလီသူကဖဲဖြဲချောက်လီပဲ အမေနဲ့တော်လေးဘာမှစစ်မပြောဘူးဦးလေးခင်ကလဲတောင်းနဲ့လဲကိုထောက်ရင်းနွားတွေဖြုတ်တယ်ဇီးပင်မှာသွားချီတယ်အလကားလုံပြေအကန်ပြေအရင်မရအဖတ်မရနဲ့အဲ့ခံနေရကလေးကညနေတိုင်းဒီခါမှကြီးနာမလာစေနဲ့တော်လေးကတော့ သူယောက်ျားဒေါသဖြစ်နေမှန်းသိတော့ဘာမှမပြောဘူးအမေကကျုပ်တို့တော့ဘူးသွင်းလဲမခံနိုင်ဘူးဆုံးထိလဲမခံနိုင်ဘူးဟေးဆိုတော့ဦးလေးခင်ကဘာဘူးလဲဘာဘူးမှမရှိဘူးခမားတို့ကြောက်လေဒီဟာမကြီးကကြိုက်လေပဲဒီမဲဒီဟာမကြီးကခမားတို့တင်မကဘူး တိဝါလုံးကိုပူးသွန်းထားပြီးသားအဲ့ဒါကိုနားလေနားနဲ့ဆက်ဆက်လေနောက်ကိုကိုချင်းကဆရာဆိုတာရှိသေးတယ်ယွာကိုဒုက္ခပေးနေကြတာယွာကိုဒုက္ခဆက်ဆက်ပေးနေကြတာဟဲ့ဆရာလေးကသူတော်ကောင်းလေးပါဟဲ့ဘာသူတော်ကောင်းလဲအတူတူပဲတ냔နေကြုတ်ကိုင်းနေကပြန်တော့ယွာပြားကမြောင်ပေမှာ မာမဲကျုပ်ကြီး ਨੇ အဲ့ဒီကောင် ਨੇ စကားပြောနေလိုက်တာဖောင်လို့ဖောင်လို့စေးစရာ ਨੇ ဆုံးမ ਨੇ အချိုးအချိတ်ကိုကြလို့ဂိုင်းဘာအကြောင်းရှိလို့တော့အမေနဲ့ဒေါ်လေးကဘလို့မှစစ်ဆတ်လို့မရတဲ့တည်င်းကြရတော့အံ့ဩလို့ဘာကူမှမပြောနိုင်ကြတော့ဘူးဒီမှာတယောက်ကပြူစားတယောက်ကစေးကုကောင်းဗျာဦးလေးကတော့អော်တော့ ဘာပဲဖြစ်ဖြစ်လေဦးလေးခင်ကြီးကသာပြောတာပါသူကလည်းမနစ်သုံးနာရီကလေးကလေတစီနဲ့ဂိုင်းတဲ့ထွေရတာမိုးကြီးချုံမှာအရက်ကလေးတစ်ပိုင်းတောက်ပြီးပြန်လာရတာအမေနဲ့ဒေါ်လေးကတော့ခါတိုင်းလိုပါပဲရွာကလည်းခါတိုင်းလိုပါပဲကိုကူချင်းကဆရာလေးကလည်းစပိန်ကလေးနဲ့လာတော့ပါပဲ အရေးမှမဲကြုတ်ကြီးကလည်းတနခါးကလေးလူပြီးကွင်းစည်းစတုံးကလေးနဲ့ထွက်တာပါပဲရွာကလည်းဝမ်းတဲကသာမကြည်ရင်ရှိမယ်တစ်စက်မှသေဒနာမရှိရင်သာနေမယ်ပြုံးပြနေရတာပဲပေးကမ်းနေရတာပါပဲအရေးမှမဲကြုတ်ကကဝေဆိုတာကိုစိတ်မထင်ရင်ဘူးသွင်းတယ်ဆိုတာကို ဆရာကြီးနေဝင်းမြင့်ရွှေအမြုတီမဂဇင်1997ဇန်နဝါရီလအညာဒေတာရဲ့အထင်ကရဝတ္ထုလိုလေးဖြစ်လို့အလုံးမဲ့အကြိုက်တွေ့ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ကြိုးစားမှုတွေကိုလည်းဒီဝတ္ထုထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်အလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ